အော်ကျမတို့စာဖွင့်တော့ကတော့2000 2009ပေါ့နှစ်ထောင်ကိုထောက်လာပိုင်းရမှာစဖွင့်တာပေါ့နော်ကလေးအတွက်ဆိုပြီးတော့ကလေးမိုးဘိုးအတွက်ဆိုပြီးဖွင့်ရတယ်တဖြည်းဖြည်းလေးနဲ့ပေါ့နော်ဒီနားမှာအောင်မြင်လာတယ်ဆိုတော့ဒီနေ့ဘယ်နှစ်ပိတ်တာလောက်ဆိုလို့ရှိရင်တော့ ့အော်ဒါတွေဘာအချိန်နဲ့ဆိုတော့တော်တော်များများကုန်လေပုံမှန်ရောင်းရတော့အချိန်20အဲ30ဝန်းကျင်လောက်ပဲရှိပြီဟုတ်ဆိုင်ခွဲတွေဖွင့်နေအခုကျမတို့ကိုဗစ်မှာခဏရက်လိုက်တယ်ဝန်ထမ်းလည်းမနိုင်တာလည်းပါတယ်ပေါ့ဟုတ် စာတော့နာမည်ဆိုင်နာမည်ဘာယူရမှန်းမသိဘူးပေါ့နော်ဒါမဲ့အဲဒုတ်တိုးလေးမှရင်ဘယ်လိုမှားမလဲအမဲကြီးဆိုင်လို့မဲကြီးလို့ပြောလိုက်ပါရှင့်အဲ့လိုမျိုးပြောတော့ခါကြတော့မဲကြီးမဲကြီးပဲနဲ့စားသုံးသူကပေးသွားတဲ့နာမည်ပါရှင့် ္ဂလာပါရှင်ဟုတ်ဟုတ်ကျမမဲကြီးဆိုင်ရမဲကြီးပါရှင်ဟုတ်ကျမတို့စာဖွင့်တော့ကတော့2000 2009ကိုပေါ့2009 6လပိုင်းအမှာစာဖွင့်တာပေါ့နော်အဲဖွင့်တယ်ဖွင့်တဲ့ခါကျတော့ကလေးအတွက်ဆိုပြီးတော့ကလေးမိုးဘိုးအတွက်ဆိုပြီးဖွင့်ရတယ်တဖြည်းဖြည်းလေးနဲ့ပေါ့နော်ဒီနားမှာအောင်မြင်လာတယ်ဆိုပါတော့ဟုတ်အခက်ခဲရတော့ရှိပါလိမ့်မယ်လေအခက်ခဲတွေကတော့အများကြီးပေါ့ကိုကစလုပ်တဲ့အချိန်နဲ့ဝယ်ရချမ်းရတာလောက်ကကြံရတာတွေကလေ ဟိုဘယ်လိုပြောအောင်ဝင်ငင်းကြမဖြစ်ဘူးပေါ့တဖြည်းဖြည်းနဲ့ပေါ့စားသုံးသူလေးကနေတင်သွားတာတို့ပြောသွားတာတို့ဒီငယ်လေးတင်ပေးပါဒါလေးလုပ်ပေးပါပေါ့နော်အတုတ်ကလေးတင်ပေးပါနဲ့တဖြည်းဖြည်းနဲ့ပေါ့နော်သူတို့တင်ခိုင်းတာလေးတင်းတင်းနဲ့ပေါ့အဲမျိုးလေးအမယ်လေးညားလာတာပါဟုတ်ကလေးတွေကငယ်တော့ဟိုကြောင်စိတ်တွေရာလေလိုတယ်ပြီးတော့အတုံးဆောင်လေးတွေကလိုတဲ့ခါကျတော့ဟိုယောက်ျားလှုပ်ရှားနေကြတော့လဲမညာဘူးပေါ့မညာတဲ့ခါကျတော့မုတ်ဘူးလေးပဲရရဆိုပြီးတော့ရောင်းလိုက် အာလုံနည်းလေးကတော့ကြောင့်ညီမကကြတော့ဒိုဒိုဆိုင်တစ်ခုမှတင်ထားတယ်လေတင်ထားတဲ့အခါကျတော့ညီမရှေ့ကနေပြီးတော့မေးမြန်းပြီးတော့တင်ပြီးတော့လုပ်ပြီးတော့အခါကျတော့တရုတ်တန်းအကိုကြီးရှေ့ကမေးမေးပြီးတော့ဗောအဲ့လိုမျိုးလေးလုပ်ထားတာပါရှင့်ညီမတို့ကဒီမှာစေတနာဘလို့ထားလဲဆိုတော့စားသုံးသူကအဓိကစားမှာကိုယ်အိမ်လဲစားတာဆိုတော့လေအိမ်စားတဲ့လူမျိုးလေးစားအောင်ကိုယ်ကလေးစားတဲ့လူမျိုးစားအောင်ပြီးတော့စားသုံးသူစားတဲ့အခါကျလို့ရှိရင်လည်းအဆင်ပြေအောင်နည်းနည်းထူးဆန်းတာလေးဖြစ်အောင်အရွယ်လေးတွေပေါ့နော်အဲ့လိုမျိုးနှင်းရဲမှာဆိုလဲ ဖွင့်ဆောင်မှုအနေနဲ့ဆိုလို့ရှိရင်သခွားသီးဥနီဆိုရင်ဒါဆိုပတ်စံမြူထားအောင်ပေါ့နော်။အော်ဒါလေးနဲ့တွဲဆိုင်ရင်အဆင်ပြေတယ်ပေါ့။ဆိုပြီးတော့ဒါလေးထဲတော့စာသုံးလူတွေရာလည်းဟိုနှစ်သက်တယ်၊ကြိုက်တယ်ဆိုတော့အားပေးတယ်အဲ့လိုမျိုးပေါ့နော်။ပြီးလို့ရှိရင်အချင်းဆိုလို့ရှိရင်လည်းတေချာကြိုးရတာပေါ့ညီမရဲ့။ဟိုဖြစ်တယ်လို့မလို့အောင်အဆင်အဆင်ပေါ့ပြောရမလို့မကြည်သီးကြိုးရတခါဟိုထင်းရက်ကြိုးရတခါပေါ့နော်။အချင်းကိုကြိုးရတယ်အဲ့လိုမျိုးပေါ့။ငွေသီးကျွတ်သွန်ပြူနဲ့ဂျင်းလို့နဲ့ပြန်ပြီးတော့အချင်းမှလည်းဂရုစိုက်ထားတယ်။ခင်းမှလည်းခင်းမှဆိုလို့ရှိရင်လည်းကြောက်ဖြုံသီးတို့ဥနေတို့နော်။ အယိုးလိုနဲ့ပြုတ်ပြီးတော့မှဒါကထည့်ပြီးတော့ဒါစမ်းတို့သူကိုပေးတယ်လက်ဆောင်ပေါ့ဒါရေးပေးနိုင်တဲ့လက်ဆောင်တွေရဲ့ကြာစမ်းတို့ကတော့ကျမတို့ဆိုင်ကအစားတော်ကတော့ဈေးသိမ့်မကြီးပေါ့အခုနောက်ပိုင်းတော့ဈေးတက်လာတယ်ပေါ့နော်ကြံတုပ်လေးရမယ်အသားလုံးကြော်လေးရတလုံးတော့၆ရာပေါ့နော်အဲ့လိုမျိုးအရင်နေ့ဘလောက်နဲ့စခဲ့အောင်ဆိုအရင်နေ့ကဘလောက်မှတော့မရှိပါဘူးသူများရှိကကူကိုကကူဒီကကူပေါ့ကူကတော့ထိုက်ဟုတ်ကဲ့ပါကူကြီးနဲ့ဖွင့်ရထိုင်ကုန်လေးတွေဆိုရင်၃လုံးပဲဝယ်နိုင်ရင် ဟိုရောင်းမတွေညမတွေကနေပြီးတော့သုံးလုံးသုံးလုံးစီဝယ်ပြီးတော့ပေးတာမျိုးတွေပေါ့အဲလိုမျိုးလေးနဲ့စောက်ခွင့်ရအောင်ကြခဲ့ပါစိတ်ဓာတ်လည်းကြပါတယ်အခုမှဆိုလို့ရှိရင်လည်းကိုဗစ်ဒီပိုင်းနဲ့လည်းအခုချိန်လည်းကြနေတော့မှာပဲရောင်းရတော့မကြပါဘူးလူကလှုပ်ရတာကြတာပေါ့နော်လှုပ်လှုပ်ရကြတယ်ဝန်ထမ်းလေးတွေအခက်အခဲလေးတွေရှိတယ်အဲမျိုးလေးပေါ့ဒါအဲ့အဲ့အလေးအကြောင်းနည်းနည်းပေါ့စိတ်ဓာတ်ကြတာတော့ရှိရပါပေါ့ ခုချိန်ကြီးရတော့တနေ့ကိုဘယ်နှပိတ်တာလောက်ဆိုလို့ရှင်တော့ order တွေဘာအချိန်နဲ့ဆိုတော့တော်တော်များများကုန်တယ်ပုံမှန်ရောင်းရတော့အချိန်20 30ဝန်းကျင်လောက်ပဲရှိမှာဟုတ်ဆိုင်ဝဲတွေဖွင့်နေအခုကျမတို့ကိုဗစ်မှာခဏရက်လိုက်တယ်ဝန်ထမ်းလည်းမနိုင်တာလည်းပါတယ်ပေါ့ဟုတ်အော်တရိယာရင်အပေးပါဆိုတော့ကိုကဟိုကိုရှိမှလာစားတဲ့ခါကြတာအဲစားကောင်းလိုက်တာသူတို့ပြောကြရလေအဲအစဉ်ပြေတယ်ဟဲ့နေရှိရစားတော့ကိုကတကျင်နဲ့တယ်ပီတီဖြစ်တယ်လေအဲ့ဒါခါကြသူတို့ဆိုလို့ရှိရင်အမြဲတမ်းအမှတ်တရစကားတစ်လုံး ဘယ်လိုပြန်ပြီးလက်ဆောင်ပေးရမလဲစဉ်းစားလိုက်တော့တတိယတိုင်းအားပေးပါရှင်ဆိုပြီးတော့လက်ဆောင်လေးပြန်ပေးလိုက်တာပါရှင်အော်စာတော့နာမည်ဆိုင်နာမည်ဘာယူရမှန်းမသိဘူးပေါ့နော်ဒါမဲ့အဲဒုတ်ထိုးလေးမှရင်ဘယ်လိုမှမလဲအော်မဲ့ကြီးဆိုင်လို့မဲ့ကြီးလို့ပြောလိုက်ပါရှင်အဲ့လိုမျိုးပြောတော့ခါကြတော့မဲ့ကြီးမဲ့ကြီးပဲနဲ့စားသုံးသူကပေးသွားတဲ့နာမည်ပါရှင့်ဟုတ်ကဲ့စားသုံးသူတွေကလည်းအတိမတ်ပြူရတာပေါ့နော်မဲ့ကြီးအော်ဒါမှာမဲ့မဲ့ကြီးစားမယ်မဲ့ကြီးဘာပစ္စည်းရှိလဲ အဲကြိုမာထားလိုက်ပြရပေါ့ရှိတာပေါ့ရှင်အခုဝန်ထမ်းကတော့လောလောဆယ်ကတော့ဟိုတော့ပဲ၁၂ယောက်လောက်ပဲရှိမှာရှင်၁၂ယောက်ဆိုမိသားစုလည်းပါဝင်ပေါ့အဲဝန်ထမ်းကတော့တော်တော်နေသွားတာပေါ့ဟိုအရင်တော့ကတော့ဝန်ထမ်းများပါတယ်30လောက်တော့ရှိအခုကတော့ဝန်ထမ်းကတော့နေသွား၁၂ယောက်လောက်ပဲရှိရှင်ဝန်ထမ်းပတ်သက်လို့ရှင်တော့ဘယ်နှမျိုးလောက်ရလဲဆိုရင်အဆုံးပေါ့ဝန်နောက်စုပြုတ်တို့ဝတ်သားလုံးကျော်ပြီးလို့ရှင်ဝက်အကျွတ်ကျော် အဒုံထိုးဘဲဦးအတုတ်ခေါင်းတုတ်ဥမတုတ်ဥပိတ်နှလုံးရှာတုတ်အဲတုတ်တွေလည်းရတာပေါ့ရှင်။အော်လက်ဆက်ဖို့ကြတော့မနေ့မှာပဲယူတယ်။မနေ့မှာပဲပစ္စည်းယူတယ်။မနေ့မှာပဲစီတယ်။မနေ့မှာပဲချက်တယ်ပေါ့အဲ့လိုမျိုးပေါ့နော်။ဟုတ်ပြီလို့ရှိရင်လည်းကိုကရောင်းမဲ့အချိန်ကာလတစ်ခုကိုပဲအကုန်လုံးအပြတ်ရောင်းတယ်။အပူချမ်းမထားဘူးပေါ့အဲ့လိုမျိုးပေါ့ဟုတ်။မနေ့ဆယ်ခွဲဆိုရပြီးတော့ညဆိုလို့ရှိရင်အခုဆိုရင်6ခွဲလောက်ထိပဲရောင်းမှတော့တယ်ဟုတ်။နေရာလိမ့်စာလေးကတော့တောင်မြင်းမြိုင်ဝင်းလန်းအမှတ်6တာမွေးခရက်ကွက်ပါရှင့်။ ်။စားသုံးသူအားလုံးများကျေးဇူးတင်ပါတယ်တတိယတိုင်းအပေးပါရှင်။